ဒီကောင်ကညနေအတွက်ဘုနော်6နှစ်ခွန်ပေါင်းရာသူဒီ9ရတယ်နော်9နှခတ်3နော်9နှခတ်3ဝိတ်3ဒီကျွန်တော်ဒီမှာ3ဆိုပြီးထားတယ်3ဆိုပြီးထားတယ်တခါဒီမှာသူက63 3ပေါင်းညက်ဟာ နေရနှစ်နှစ်ခါကကျော်လေးเนาะအဲ့လေးရဒီမှာပေးတယ်တခါဒီမှာဆိုရင်93 1ပေါင်းညက်က6 900ခုနှစ်ခါက6အဲ့6ကဒီမှာပေးဒါဆိုရင်ကျွန်တော်ဒီမှာ3ည4 3ညပေါင်းညက်ဘာရလဲဆိုတော့400လေးနှစ်ခါက1ဒါဒီ1ထိပ်ကြီးဖြစ်ရမှာပေါ့เนาะ3 3 4 ောက်နှစ်ဆိုတော့ထိတ်ကြီးဖြစ်ရမှာပေါ့နော်နှစ်နှစ်ထိတ်ပိုင်ပေါ့နော်နှစ်ထိတ်ပိုင်ရတယ်နှစ်ဒီကျွန်တော်တို့ထိတ်ပိုင်နှစ်ထိတ်ရတယ်ပေါ့နော်နှစ်ထိတ်ရတယ်ဟုတ်ပြီအဲ့တော့နှစ်ကဘယ်လိုမျိုးပေးနိုင်သေးလဲတစ်ချက်ကြည့်မယ်နော်နှစ်ကဘယ်လိုပေးနိုင်သေးလဲဆိုရင်ဒီနှစ်နော်ဒီနှစ်ကြောက်ရည်ကိုတို့ကျွန်တော်ဒီမှာ တော့အစိမ့်နဲ့သွားမယ်ပေါ့နော်စိမ့်နဲ့ဒီနှစ်တသုံးပေါင်းခြင်းကကျွန်တော်6ဖြစ်ရမယ်နော်6ဖြစ်ရ6ဒီမှာ6ဖြစ်ဖို့ကျွန်တော်အပေါ်မှာလဲဒီမှာ9 6ပေါင်းခြင်းကသူက6ဖြစ်တာနော်6ဖြစ်တာတခါဒီမှာဆိုရင်ကျွန်တော်4 9ပေါင်းခြင်းကလဲကျွန်တော်တို့နော်4 9ပေါင်းခြင်းကလဲ6ဖြစ်တာ တခါကျွန်တော်တို့ဒီမှာ3 5ဒီ10ပေါင်းချင်းရလေသူက6ဖြစ်တာအဲ့တော့6တစ်ချက်2ချက်3ချက်ဖြစ်ထားတယ်ကျွန်တော်6 4ချက်ဖြစ်ချင်တယ်ဆိုရင်6 4ချက်ဒီလိုမျိုးဖြစ်ချင်တယ်ဆိုရင်နှစ်ထိပ်ရတယ်နော်နှစ်ထိပ်ရတယ်အဲ့လိုနီးနေကျွန်တော်နှစ်က2ချက်တွေ့တယ်ပေါ့နော်နှစ်2ချက်တွေ့တယ်နော်နှစ်2ချက်တွေ့တယ်နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုရင်သူကလိုမျိုးလဲဆိုရင်ဒီမှာပဲစက်ကြည့်မယ်ဘုနော်ဒီမှာပဲစက်ကြည့်မယ်ဆိုရင် အရောင်းလေးလည်းပြောင်းဒီဒီမှာကျွန်တော်တို့သုံးပါတော့သုံးသုံးဆိုရင်လည်းသူသုံးဖြစ်ဖို့အတွက်ကိုကျွန်တော်ဘယ်လိုမျိုးသုံးဖြစ်လဲဆိုရင်ဒီ6ရေဒီ3ရေဒီ4ရေပေါင်းရင်ကျွန်တော်တို့သုံးဖြစ်တယ်เนาะတခါဒီမှာဆိုရင်4ဒီ4ဖြစ်ဖို့အတွက်ဆိုရင်သူဒီဒီ9ရေဒီ3ရေ ီ6ရဲ့ပေါင်းရင်တော့4ဖြစ်တယ်เนาะအားလုံးပေါင်းရင်ရှင်းတဲ့ချောင်းတော့4ဖြစ်တယ်ဒါဆိုရင်ဒီမှာက6ဖြစ်ရဒီ6ဖြစ်ဖို့အတွက်ဆို6ဖြစ်ဖို့အတွက်ဆိုရင်သူဒီဒီက3ညရဲ့ဒီက4ရဲ့ဒီက2ရဲ့ပေါင်းမှဒါလင်သူဒီ6ဖြစ်မယ်အဲ3 4 6 3 4 6ဖြစ်ခြင်းနဲ့လေသူကနှစ်ထိပ်လာတွေ့ရောเนาะနှစ်ထိပ်ကိုလာတွေ့တယ်အဲ့တော့နှစ်ထိပ်ဒီကျွန်တော်ဘယ်နှချက်ဖြစ်သွားလဲဆို3ချက်ဖြစ်သွားတယ်เนาะ3ချက်ဖြစ်သွားတယ် နှစ်ထိပ်ဒီကျွန်တော်၃ချက်ရပါတယ်เนาะနှစ်ထိပ်၃ချက်ရခဲဟုတ်ပြီလားနှစ်ထိပ်ရပြီနောက်မှာကျွန်တော်နောက်ထပ်ဘာရှိသေးလဲအချက်ကြည့်မယ်ဘောเนาะအဲ့တော့နောက်တစ်ခုကကျတော့နောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုရင်ဒီမှာကျွန်တော်ဒီနားမှာเนาะဒီနှလုံးပေါင်းခြင်း၈၅ပေါင်းခြင်းသူက၃ဖြစ်တယ်เนาะ၈၅ပေါင်းခြင်းသူက၃ဆိုပြီးဖြစ်တာ၃ဖြစ်လို့မလို့သူဒီဘယ်လိုမျိုး၃ဖြစ်လဲဆိုရင် ဒီရှင်ငါပေါင်ခြင်းသုံးဖြစ်တယ်เนาะသုံးဖြစ်တယ်ရှင်ငါပေါင်ခြင်းသုံးဖြစ်တယ်เนาะဒီမှာသုံးဖြစ်တယ်အဲ့တော့ကြတော့ထပ်ပြီးတော့သူကဘယ်လိုမျိုးထပ်ပြီးတော့သုံးဖြစ်လဲဆိုရင်သူကဒီအဝိုင်းလေးနဲ့သွားဒီလေးရယ်ဒီငါရယ်ဒီလေးရယ်အဲ့လေးလေးငါပေါင်ခြင်းဒီလေးသူကသုံးဖြစ်တာပေါ့နော်သုံးဖြစ်တာဒါဆိုရင်ကျွန်တော်ဒီမှာအယောင်ပြောင်းမယ်ပေါ့နော်အယောင်ပြောင်းပြီးတော့ကြော်ဒီမှာဒီမှာဆိုရင်ကျွန်တော်တို့ ဒီငါခွန်ပေါင်းခြင်းအနှစ်ဖြစ်တယ်။နော်နှစ်ဆိုဖြစ်။ဒါဆိုရင်ဒီမှာနှစ်ဖြစ်ရမယ်။နှစ်ဖြစ်ဖို့အတွက်ဒီမှာဒီနှစ်တုံညာဆိုပြီးနှစ်ဖြစ်တယ်။နော်နှစ်တုံညာဆိုပြီးသူဒီနှစ်ဖြစ်တာ။ဒါဆိုရင်သူကဒီမှာအဝိုင်းနဲ့သွားပြီနော်။အဝိုင်းနဲ့သွားမယ်။ဒီ6ရေဒီကတုံညာရေဒီက6ရေ6တုံညာ6ပေါင်းခြင်းဒီလေကျွန်တော်တို့ဒီမှာနှစ်ဖြစ်တာ။နော်အဲ့လိုမျိုးဖြစ်တာ။ ဒါဆိုရင်ကျွန်တော်ဒီမှာဒီ UI နဲ့ဒီ color ချိန်လိုက်မယ်เนาะအနီနဲ့ချိန်လိုက်အနီနဲ့ချိန်လိုက်မယ်ဆိုရင်ကြော်ဒီမှာခါကြတော့3ညက်ပြီးတော့ဒီမှာ3ည3ညက်ဒီမှာ3ညเนาะ3ညဆိုတော့ဒူဒီ3ညဖြစ်ရ3ညဖြစ်ဖို့အတွက်ဆိုရင်ဒီမှာဒီ3ခွန်ဆိုပြီးတော့3ညလောက်တာเนาะပြီးတာ3ညပြီးတာလေဒါဆိုရင်ဒီမှာဒီမှာ Y နဲ့3ညဖြစ်ရ3ညဖြစ်ဖို့အတွက်ဆိုရင်9ရယ် ဖွန်ရေဒီဟာရှေ့ရဲ့ထဲမှာဒါလင်သူဒီတုံညာဖြစ်မယ်เนาะအဲ့တော့ဒီမှာဒီရှစ်ထိတ်တစ်ချက်ရတယ်ဗောနောရှစ်ထိတ်ဆိုပြီးရရှေ့เนาะဟိုထိတ်ဆိုပြီးတစ်ချက်ရတယ်ဗောနောရှစ်ထိတ်တစ်ချက်ရတယ်ကဲဟုတ်ပြီเนาะအဲ့ဒါဆိုရင်နောက်ထပ်ရှစ်ထိတ်ပါရှိအောင်လည်းတစ်ချက်ကြည့်အဲ့တော့နောက်ထပ်ရှစ်ထိတ်တစ်ခုကကြတော့ဒီမှာဗောနောဒီဒီမှာကျွန်တော်တစ်ချက်ကြည့်မယ်เนาะနောက်ထပ်ရှစ်ထိတ်ဘယ်လိုရလဲ တော့ဒီမှာမှာဒီနားမှာ3နှစ်5ဆိုပြီး3ညဖြစ်တယ်နော်3ညဖြစ်တယ်3ညက5 3ညဖြစ်တယ်နောက်တစ်ခါအဲ့3ညဖြစ်လို့တဲ့သူကဒီလိုမျိုးအားလေးလုံးပေါ့နော်ဒီလိုမျိုး3လုံး၃ညဖြစ်တယ်၃၃လေးနဲ့သူက၃ညဖြစ်တယ်เนาะ၃ညဆိုဖြစ်တယ်တခါကျွန်တော်တို့ဒီမှာနောက်ထပ်ဒီအဝိုင်းနဲ့เนาะဒီလိုမျိုး၃ည 3ဒုံညာဆိုရင်ဒါဒီ3ဖြစ်တယ်เนาะ3ဖြစ်တယ်3ဆိုရင်ဒီမှာကျွန်တော်တို့3ဖြစ်ရเนาะ3ဖြစ်ရမယ်ဆိုရင်ဒူဒီဒီလိုမျိုးဒူဒီ3ဖြစ်မယ်ဒီမှာ6 4 3เนาะ6 4 3ဆိုပြီးဒူ3ဖြစ်တာတခါဒီမှာထောင်းနဲ့အေရောက်ဝင်နဲ့ဒီကအဲ3နဲ့5ပြီး3ည3တော့ပြီးတော့8 3 8 3ခွန်เนาะ8 3ခွန်ဆိုတော့8ပေါ့เนาะ ရှင်းသုံးခွန်ဆိုလို့ရှင်း။သုံးညာသုံးရှင်းဒါဆိုဒီမှာရှင်းဖြစ်ရမယ်။ရှင်းဖြစ်ဖို့လို့ဆိုရင်ဒီလိုရှည်လေးနဲ့ဒီမှာ၄၆၆ဒီလိုမျိုးရှင်းဖြစ်ရမယ်။ဒါဆိုရင်ကျွန်တော်ဒီမှာဒီရှင်းထိတ်ထဲ။ဆိုဒီနည်းနဲ့လည်းကျွန်တော်ရှင်းကထိတ်စီဆိုပြီးတစ်လုံးပြရအောင်ရှင်းထိတ်တစ်လုံးပြရအောင်။ကဲဟုတ်ပြီနော်ရှင်းထိတ်ပြရတယ်။ကဲဒါဆိုနောက်တစ်ခုနောက်တစ်ခုကကြတော့သူကဘလိုမျိုးလဲပေါ့နော်နောက်တစ်ခုကကြတော့ ဒီမှာသူအရင်မှာပေါ့နော်ဒီ6နဲ့9နဲ့အတိနော်တစ်ဆိုပြီးဖြစ်တယ်အဲ့ဒီတစ်ဖြစ်ဖို့အတွက်ကိုဒီ3ရေဒီ4ရေ4ရေနော်3 4 4ပေါင်းခြင်းရာသူတစ်ဖြစ်တယ်နော်တစ်ဖြစ်တယ်တခါဒီမှာဆိုရင်9တုံညာပေါင်းခြင်းရာ9ဆိုပြီးရနော်9တုံညာပေါင်းခြင်းရာသူ9ဆိုပြီးရတယ်အဲ့ဒီ9ဖြစ်ဖို့အတွက်ကို3ရေ6ရေ6ရေပေါင်းခြင်းရာသူ9ဖြစ်တယ်နော်အဲ့လိုမျိုး9ဖြစ်တယ်ဒါဆိုရင်ကျော်ဒီမှာ တုံညခွန်ပေါင်းတော့ခွန်ဆိုပြီးရအောင်ခွန်ဆိုပြီးရအောင်တင်ငါခွန်အဲ့တော့ဒီဘက်မှာခွန်ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ကဒီက၄ရယ်ဒီက၅ရယ်ပေါင်းရင်၉၉ရှိတယ်၉ရှိတော့ဒီက၈ထည့်မှသာလင်းခွန်ဖြစ်မယ်နော်အဲ့တော့၄၅၈၄၅၈၉၈ပေါင်းရင်ခွန်ဆိုလာဒီ၈ထည့်ရတယ်ပေါ့နော်ဒီဒီဆိုင်နဲ့ဆိုရင်နော်ကျွန်တော်တို့ဒီမှာ၈ထည့်ထပ်ရတယ်၈ထည့်ဒီလေကျွန်တော်တို့ဘယ်နှချက်ဖြစ်သွားလဲဆိုတော့၃ချက်ဖြစ်သွားနော်၈ထည့်ဒီ ျွန်တော်သုံးချက်ဖြစ်သွားပါတယ်เนาะသုံးချက်ဖြစ်သွားကဲဟုတ်ပြီเนาะအဲ့တော့မရှင်းနဲ့ထည့်ရပြီလည်းနောက်ကျွန်တော်ကဘာလဲဆိုတော့နောက်ထပ်ကကျွန်တော်ဒီမှာဗောနော်ဒီဒီ6ရေကျွန်တော်ဒီက4ရေပေါင်းခြင်းကျွန်တော်1ဖြစ်တယ်เนาะ1ဖြစ်တယ်ဒါကဒီမှာ9ရေဒီက6တုံညာပေါင်းခြင်းပြန်တော့လဲကျွန်တော်1ဖြစ်တယ်ဒါဆိုရင်ဒီမှာမနက်က8 3 ရှစ်တုံးဆိုတော့ဒီရှစ်ရဲ့ဒီကတစ်ဖြစ်ဖို့လို့ဆိုသုံးဘရိတ်ရဲ့အထဲမှာဒါလင်းเนาะသုံး BK ထဲမှာဒါလင်းသူကတစ်ဖြစ်เนาะတစ်ဖြစ်အဲ့လိုမျိုးနည်းနေသူကတစ်ဖြစ်တယ်ဆိုနောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုရင်သူဒီကျွန်တော်ဒီမှာပေါ့เนาะဒီလိုမျိုးသူကဒီလိုမျိုးသူဒီ ကျွန်တော်တို့ခဏလေးဘယ်လိုပြောလဲဒီကောင်ဒီကောင်လည်းသွားမှာပေါ့နော်ဒီရှစ်ရယ်ဒီခွန်ရယ်ဒီသုံးရယ်နော်အဲ့ရှစ်ခွန်သုံးဒီဘာရလဲဆိုရှစ်ရယ်တခါဒီမှာဒီလေးရယ်ဒီငါးရယ်တစ်ရယ်ဒီသွားသုံးညရယ်နော်သုံးညရယ်ရှစ်သုံးညရယ်ဒါဆိုရင်ဒီမှာမနေ့က၈၃ဆိုတော့ကျွန်တော်တို့ဒီမှာ6ရယ် 3ရေ3ညရေပေါ့5ဖြစ်တာเนาะ633ညပေါင်းရင်ဒီကျတော့9ဖြစ်တာ9ဖြစ်ထားတဲ့အခါကျတော့သူဘယ်လိုမျိုးပေးနေလဲဆိုရင်ဒီမှာအစိမ့်နဲ့ပြမှာเนาะဒီ3 4ဆိုပြီးတော့ရှစ်ပေးတယ်4 63ညဆိုပြီးတော့သူက3ညပေးတယ်เนาะ6 3ညဒါဆို9ဖြစ်ရမယ်9ဖြစ်ရမယ်ဆိုရင်ဒီမှာ6ရှိတယ် ဆိုဒီမှာဒီကျွန်တော်3ပြိတ်ထည့်မယ်ဆိုရင်3 BK ထည့်မယ်ဆိုရင်9ဖြစ်မယ်เนาะ6 3 6နဲ့3ပြိတ်နဲ့မှာ9ဖြစ်မယ်အဲ့တော့ကျွန်တော်ဒီမှာဒီပြိတ်ဒီကျွန်တော်2ချက်ပေါ့เนาะ3ပြိတ်ဒီ2ချက်ရတယ်เนาะ3 B 3 BK 2ချက်ရတယ်เนาะ3 BK 2ချက်ရဒါဆိုရင်ကျွန်တော်ကနောက်ပြိတ်ဒီတချို့တွေ့တဲ့ဟာလေးရှိတယ်တိုးတော့မပြတော့เนาะမပြတော့ねကျွန်တော်ကဒီ shit take ထိပ်စီလမ်းကျော်ကျွန်တော်ရှင်းနေနှစ်ထိပ်လမ်းကျော်ကျွန်တော်ရှင်းနေ နော်နှစ်နှစ်ရတယ်နော်ရှစ်ရှစ်နှစ်ထိပ်အဲ့ဒါကိုကျွန်တော်ကရှစ်ငါဆိုတာထုံးမယ်ပေါ့နော်ပြီးတော့ကြတော့နှစ်တဆိုတာထုံးမယ်ဒါဒီသုံးပရိတ်လောက်တာပြီးတော့ဖြစ်နိုင်ကြီးရှိတယ်ပေါ့နော်ရှစ်တတူနောက်ပြီးကြတော့ကျွန်တော်ရှစ်ချောက်လို့နော်အဲ့ဒါလေးထဲမယ်ပြီးတော့နှစ်နှစ်ချောက်နော်နှစ်ချောက်တူထုံးမယ်ပေါ့နော်ဒါဖြစ်နိုင်ကြီးပါလေပြီးတော့နှစ်သုံးနော်နှစ်သုံးလို့ထုံးမယ် တော့ရှင်ကားနဲ့အကြီးကနှစ်တည့်နေရတော့သူကမင်းပေါ့နော်ရှင်ကားရဲ့ဒီနှစ်တည့်ရတော့ဒါသုံးပလိတ်ဖတ်ထားတာမင်းပေါ့နော်ကြရှစ်တည့်ကရှစ်တည့်လို့ရှစ်ချောက်လို့နှစ်ချောက်လို့နှစ်သုံးလို့နော်ဒါတွေကတော့ထည့်ပြီးထိုးတင်တဲ့ဟာပေါ့နော်အဲ့တော့ဘလို့ပြမလဲဆိုရင်ခဏလေးနော်ဟောနောက်တစ်ခုကဒီမှာရှစ်ကိုဟိုအထောက်ကူပြူတာလေးတစ်ခုရှိတယ်ပေါ့နော်ရှစ်ကိုအထောက်ကူပြူနေတာရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒီမှာရှစ်ရှင်ကား ရှေ့ရရှေ့ရဒီက9ရပေါင်းကြည့်ရတာ300เนาะ38ဝန်းကျင်38ဝန်းကျင်ကကျွန်တော်ဒီပွဲမှာ3ဆိုပြီးလာပြီเนาะ3ဆိုပြီးဒီ3လာပြီတခါဒီ4ရဒီ2ရဒီ9ရပေါင်းကြည့်ရလဲ300ရเนาะ38 38ဝန်းကျင်တွေကဒီမှာ3ဆိုပြီးလာပြီเนาะ3လာပြီတခါဒီ6ရဒီ3ရဒီ3ရပေါင်းကြည့်ရဒါ200เนาะ200နှစ်နှစ်ခတ်အော်နှစ်ခတ်တည်းယူရတယ်ခဏလေး ဒီကောင်တစ်ချက်နေရာတစ်ချက်မှားနေသူကဒီလိုမျိုးပဲ I'm sorry ဒီရှေ့ရဒီရှေ့ရခွန်ရပေါင်းတာရှစ်ရှစ်ခွန်ပေါင်းနေတာသူဒီ6ခွန်ပေါင်းရ3 3 8ဝန်းကျင်ရတယ်3 8ဝန်းကျင်ဒီမှာ3ပြီးတယ်ဒါဒီမှာဆို4နှစ်3ပေါင်းရ900နော်900 6ဝန်းကျင်6ဝန်းကျင်ရ4ပြီးတယ်ဒါခါဒီမှာဆို6 3 1ပေါင်းနေ6 3 1ပေါင်းတော့3ညရတယ်3ည5ဝန်းကျင်က3ညပြီးတယ် ဒီမှာဆိုရင်9ရေ3ရေ3ညရေပေါင်းရေ8เนาะဒီမှာ8 3ဝန်းကျင်ဒါညနေအတွက်8 3ဝန်းကျင်ဆိုတာရှိเนาะအဲကြောင့်ခုနကတော့8ထိတ်ကညပို့ပြီးတော့အာ8ထိတ်ကိုပို့ပြီးအထောက်ကိုပြူလာတွေ့ရတယ်เนาะအဲ့တော့ခုနကတော့ကျွန်တော်တို့ထိုးွက်ကဘာတွေလဲဆိုရင်ခုနကတော့8 6 9ရေ2တည်းဒါ3ပြိတ်ပေါ့နော်6 9ရေ2တည်း3ပြိတ် ပြီးတော့じゃတော့ကျွန်တော်တို့ဘာထိုးမလဲဆိုရင်82လဲဒီကထိုးမယ်ပေါ့နော်82 28ပေါ့နော်28အဲဒါတော့8နှစ်ကတော့အာထိုးလိုက်ပေါ့နော်8နှစ်အာထိုးလိုက်ပြီးကကြတော့နောက်တော့ကျွန်တော်နှစ်1ပြီးသွားပြီနှစ်6နော်နှစ်6တို့နော်နှစ်3လို့ဒါထိုးမယ်ပေါ့နော်ပြီးတော့ရှင်းနေပတ်သက်လို့ကျွန်တော်16ရှင်းကားပြီးတော့16ပြီးတော့အာ8ခုပေါ့နော်8ခု8ခု8ပါပဲ8ပေါ့နော်အဲဒါလေးကျွန်တော်ထိုးမယ်ပေါ့နော်8နှစ်ကတော့ပါသွားတယ်အဲ့တော့ကျွန်တော် ထိတ်ကတော့ထိတ်လိုင်းညောဆွဲကျင်တဲ့သူရှိရင်တော့ကျွန်တော်တို့၈နှစ်ထိတ်ပေါ့နော်၈နှစ်ထိတ်ထိတ်လိုင်းညောဆွဲကျင်တဲ့သူ၈နှစ်ထိတ်ဖြစ်တယ်နော်အဲ့တော့ဒီထဲရမှာကျွန်တော်မင်းကတော့ရှင်းကားနဲ့ကျွန်တော်၂၁ပဲ main ပေါ့နော်ညာရှင်းကားနဲ့၂၁နဲ့ရ၂၁နဲ့ main ပေါ့နော်ဒီမှာ26 23 6ရှိမယ်26က10 break ကျွန်တော်23ရှိမယ်5 break ပေါ့နော်23 5 break ရှိမယ်ဒါရှင်းနေက30 break အဲ့ဒါပါပေါ့နော်နောက်တစ်ခုကကျွန်တော်တို့22ပေါ့နော်အပူတကွအနေနဲ့ကျွန်တော်တို့22ထည့်ကြတယ်ပေါ့နော် sorry ဒီမှာအပူတကွအနေနဲ့ကျွန်တော်တို့22ကိုထည့်မှာပေါ့နော်ဒါဟုတ်ပါဒီရောင်လေးနဲ့ဒါအပူကတော့ထိုးပါပေါ့နှစ်နှစ်နဲ့ကျွန်တော်ရှစ်ရှစ်အပူနှစ်ခွက်ကတော့ထည့်ထိုးပေါ့နော်နှစ်ခွက်ထည့်ထိုးဘာလို့အပူထိုးအပူထိုးလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီနားမှာပေါ့နော်ကျွန်တော်ရှိတာရှိတယ်ဒါဘယ်လိုလဲဆိုရင်ကျွန်တော်ဒီမှာဒီရှစ်ရှစ် ီ၃၃နော်နှစ်ပင်ကြားတွေနဲ့ဒီမှာအပူပုံစံမျိုးကြခဲ့ပြီနှစ်ပင်ကြားအပူကြခဲ့မယ်ဆိုရင်ပေါ့နော်အဲ့နောက်တစ်ခုကကြတော့ဒီမှာဒီ၃လုံးပေါင်းခြင်းသူကဒီမှာခွန်ဖြစ်တယ်ပေါ့နော်၃၆၈ပေါင်းခြင်းခွန်ပေါ့နော်၃၆၈ပေါင်းခြင်းခွန်၄၃၃ပေါင်းခြင်းခွန်ဒါဆိုရင်၈၃ဒီမှာဟောနဲ့ခွန်ဖြစ်မယ်ဆိုရင်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်၈၃ထည့်၈၃ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာခွန်ဖြစ်ဖို့ဆိုရင် ော်6လည်းထိုးလို့ရတယ်နော်6လည်းထိုးလို့ရဘူးရှစ်စက်ကော6အားကြောင့်အပူဆိုင်အနေနဲ့ဆိုရင်ပူဆိုင်အနေနဲ့ထိုးမယ်ဆိုရင်ကျွန်တော်ရှစ်ရှစ်ရဲ့နော်နှစ်နှစ်ရဲ့နော်6 6ရဲ့အဲ့၃ခွက်အပူဆိုင်အနေနဲ့ထိုးလိုက်ပါခဲအားလုံးပဲကံကောင်းကြပါခင်ဗျာထိတ်စီလိုင်းကြောင်းကတော့ကျွန်တော်ရှစ်နှစ်နှစ်ပါပဲ